ဖိအားပေးမှုတွေကြောင့်မဖြစ်မနေလှုံ့ဆော်ရပါတယ်ဆိုတဲ့ပြည်တွင်းကလူပညာရှင်တွေကိုပညာသားပါပါနဲ့မိကွန်းထုတ်လာခဲ့တဲ့တရုတ်ဆောင်တောင်းမင်္ဂလာပါပရိသတ်ကြီးရှင်မိကလေးပရိသတ်တော်တော်များများရဲ့အပေးချစ်ခင်ခြင်းကိုရရှိခဲ့တဲ့နိုင်ငံကျော်တရုတ်ဆောင်တောင်းကတော့ပြည်တွင်းကလူပညာရှင်တွေကိုပညာသားပါပါနဲ့မိကွန်းထုတ်လာခဲ့ပါတယ်တရုတ်ဆောင်တောင်းဟာတော်လိုင်းကာလကလေးကရှေးဆုံးကပါဝင်ခဲ့တဲ့ ပြည်သူချင်းနှိပညာရှင်တယောက်ဖြစ်ပြီးဒီနေ့ဒီချိန်ရက်ထီလေပြည်သူတွေနဲ့တသားတဲ့ရက်တီလျက်ရှိကစစ်ပေးဆောင်ပြည်သူတွေနဲ့တော်လန်ရေးအတက်ထောက်ပို့အနေနဲ့ရက်တီနေစေတယောက်ဆောင်တယောက်ဖြစ်ပါတယ်။မနေ့ကနိုဝင်ဘာလ17ရက်နေ့မှာတော့နိုင်ငံကျော်တယောက်ဆောင်တွေနဲ့အစိုးရတွေစုပေါင်းပြီးတော့ရွှေကောက်ပွဲအတက်တနိုင်ငံလုံးပါဝင်ကြဖို့အတွက် လုံဆောင်စီယုံတဲ့ဗီဒီယိုဖိုင်တွေပေါ်ထွက်လာခဲ့တာလည်းဖြစ်ပါတယ်။ ပြည်တွင်းမှာကြံနေခဲ့ကြတဲ့ဤပညာရှင်တွေအနေနဲ့ဖိအားတွေကိုမခံနိုင်လို့အခုလိုမျိုးတွေလှုံ့ဆော်ရတာဖြစ်ကြောင်းသတင်းတွေထွက်ပေါ်လျက်ရှိတာလည်းဖြစ်ပါတယ်။အခုလိုသတင်းတွေထွက်ပေါ်လာတဲ့အချိန်မှာတော့ပြည်ပနိုင်ငံမှာရောက်ရှိနေတဲ့တရုတ်ဆောင်ထောင်းကအခုလိုမေကွန်ထုတ်လာခဲ့ပါတယ်။တရုတ်ဆောင်ထောင်းကမင်းတို့ရင်ဆိုင်နေတဲ့အကြောက်တရားကတကူစာဘဝအတွက်ငါတို့တော်လန်ရင်ဆိုင်နေရတဲ့အကြောက်တရားကအာနာရှင်စနစ်လက်ထဲကိုကြားရောက်သွားမဲ့မျိုးဆက်တဲ့လူအဖွဲ့အစည်းအတွက် ဘဲကြောက်တရားကအမှန်ဖြစ်မလဲဘဲဘက်ကိုရွေးချယ်မလဲကိုယုံကြည်ရာအကြောက်တရားချင်းပြိုင်ကြတာပေါ့ဒေါင်းဟုဆိုကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြပြတသားမေးခွန်းထုတ်လာခဲ့တာဖြစ်ပါတယ်ပြည်တွင်းမှာကြံနေခဲ့တဲ့အနုပညာရှင်တွေဟာသူတို့ရဲ့အောင်မြင်မှုတွေနဲ့သူတို့ရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုမစွန့်လွတ်နိုင်ကြလို့တော့အခုလိုလမ်းကိုရွေးချယ်ခဲ့ပြီးအခုလိုဖိအားပေးခံခဲ့ရတာဖြစ်တဲ့အတွက် ဘာမှငဲညာနေစရာမရှိဘူးလို့လည်းပြပရောက်နှွေးပညာရှင်တွေကပြောဆိုထားကြတာလည်းဖြစ်ပါတယ်။အခုလက်ရှိမှာတော့ရွှေကောက်ပွဲရဲ့အတွက်ပါဝင်နေကြတဲ့နိုင်ငံကျော်တရုတ်ဆောင်တွေနဲ့အဆိုတော်တွေကိုဘိုင်းကော့လောက်ကြဖို့နဲ့တသက်တာအားမပေးဘဲပြစ်ဒဏ်ခတ်ကြဖို့အတွက်ကိုလည်းတိုက်တွန်းနှိုးဆော်မှုတွေရှိနေတာပဲဖြစ်ပါတယ်။